ဒီလိုဒီလိုဒီလိုအရသာရှိတဲ့ dimsum တွေကိုထောက်အားရတယ်နဲ့စားရမယ်ဆိုရင်စိတ်ဝင်စားကြလားမြောက်ကလာမျိုးနဲ့အင်တာမတ်တိုင်အနီးတုဒ္ဓမာလမ်းမှာရှိတဲ့ Park Nam ဆိုတဲ့ဒင်းစမ်းဆိုင်လေးမှာအရသာရှိတဲ့ဒင်းစမ်းအမျိုးပေါင်း35မျိုးကိုတနေရာထဲမှာဈေးတန်တန်နဲ့စားလို့ရနေပါပြီ။ဒီဆိုင်လေးမှာကဒင်းစမ်း35မျိုးအပြင်တခြားဘေးဆိုင်မှာမရသေးတဲ့အကျော်ဆုံးပန်းကြက်ကန်နံပါမုံလေးကျော် သားတွေအများကြီးပါတယ်ဝက်ပစုံကိုပြန်ကြော်ဆိုပြီး menu အစ်စ်တွေလည်းရှိပါသေးတယ်။အော်ပြီးတော့ဒီဇိုင်းလေးမှာလေ dim sum တွေကိုအေးခဲထားပြီးတော့မှားမပေါင်းမိတာဆိုတော့လက်လက်ဆက်ဆက်အရသာရှိရှိနဲ့စားလို့ရမှာပေါ့နော်။ပြီးတော့လေဒီဇိုင်းလေးကအဝေးကနေလာမစားနိုင်တဲ့သူတွေအတွက်လည်း delivery ရှိတဲ့အတွက်ကြောင့်အရန်အဆင်ပြေတဲ့ဇိုင်းလေးပါနော်။ဒီဆိုင်ရာကြက်ကနပါမိုးလေးကြော်လေးဆိုလို့ရှိရင်ရှင်းတက်အရန်အရန်ဟိုမှာကြိုက်တော့နော်မယိုနစ်တွေလည်းအများကြီးစမ်းပြီးထားတာ ဝက်ဖက်ဆောင်ကိုပြန်ကြဆိုလို့ရှိရင်လည်းအထဲမှာအသားကြီးအများကြီးပါတော့လေသူတို့မျက်ကောမျက်ရည်လာလို့တောင်မှရှင်းသက်တွေးမိတယ်ပေါ့နော်အကျော်ပန်းဆိုလို့ရှိရင်လည်းကော်ပြန့်ကျော်ဆိုလို့ရှိရင်အသားတွေအများကြီးပါတယ်ပြီးလို့ရှိရင်ဒီထဲမှာတော့ခုနကပြောတဲ့ပါမုတ်ကျော်လေးပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဖတ်ထုပ်ပါတယ်ပြီးလို့ရှိရင်ငါးသားလုံးပါတယ်အဲ့ဒါမျိုးတွေကိုနှစ်ခုနှစ်ခုစီပါတာဟိုမှာအကျော်တပန်းကို8000ဆိုတော့လေရှင်းသက်ဆိုခဏခဏသွားစားပြမလားမသိဘူးပေါ့နော် သူစီကကိုယ်တိုင်လှုပ်ထားတဲ့ဒီအချင်းလေးဆိုလို့ရှင် ရှင်းတန်၃ခါတောင်မှထပ်ထည့်ရတာကြိုက်လွန်လို့ဒါဆိုဒင်းဆန်ကြိုက်တဲ့သူတွေအတွက်အရသာရှိပြီးဈေးတန်တန်နဲ့စားချင်တယ်ဆိုလို့ရှင်တော့ပက်နာဆိုတဲ့ဆန်လေးကိုတွားစားကြည့်ဖို့ပြောချင်ပါတယ်တတ